ငါမေးတာကိုအမှန်တိုင်းဖြေခင်မင်းခါကနှစ်သမီးလားကျောင်းဆိုတဲ့နာမည်နဲ့မရှိတော့ဘူးဗီဒီယိုကိုထွက်လာခဲ့ရင်အမောင်မာရွာချတဲ့မိုးတိတ်ဆွဲနာမည်နဲ့ထွက်လာမှာပါကျွန်တော်ဘက်ကလှုပ်ပေးနိုင်တာလေသူတို့စိတ်ထဲမှာအနှောက်အယှက်ဖြစ်တာကြီးကျွန်တော်ဖြတ်ပေးမယ်နောက်ပြီးတော့ဒီနာမည်โอเคကျောင်းဆိုတဲ့နာမည်ကိုကျွန်တော်ပြောင်းပေးမယ်ဒေသခံတွေထိခိုက် ိတ်တိကျเสียဖြစ်တဲ့စကားလုံးတွေလည်းကျွန်တော်ဖြတ်ပေးမယ်ဆိုပြီးတော့ကျွန်တော်သဘောတူလိုက်ကြတာပါဖြစ်ရမှဇလန်းမဟုတ်ဘူးဆိုပေမဲ့အရင်တုန်းကရှိခဲ့ဘူးတဲ့စကားလုံးလေးကိုကျွန်တော်ရုပ်ရှင်သားထဲမှာထည့်ထားတာပါတချို့ကြောင့်လည်းထိလွယ်ရှလွယ်ဖြစ်သွားတဲ့နဲ့တူပါတယ်အဲ့ဒီစကားလုံးပေါ်မှာဘယ်ကျွန်းဆိုတဲ့စကားလုံးပေါ်မှာဘယ်ကျွန်းဆိုတဲ့စကားလုံးကြီးကျွန်တော်ပြောင်းဖန်တီးထားတဲ့စကားလုံးမဟုတ်ဘူး ဟိုငကိုတွေကကျွန်တော်မမွေးခင်တည်းကရှိခဲ့တဲ့စကလုံးအဲ့တော့တမိုင်းမှာရှိခဲ့တဲ့စကလုံးမြန်မာနိုင်ငံကအလှပတွေတဘာဝတွေ culture တွေ traditional တွေကျွန်တော်ရိုက်ချင်တယ်အဲ့ဒီဟာတွေနဲ့ဇာတ်လေးနဲ့ပေါင်းပြီးအခုကျွန်လိုကားမျိုးပေါ့နော်ဒါကျွန်တော်တို့ပကံဆိုတာဟိုကျွန်တော်တို့ဘိုးဘွားတွေတီထောင်ခဲ့တဲ့ပကံကဒီလိုပါဆိုတာလေးကိုကျွန်တော်ရိုက်ပြထားတာအဲ့ဒီစီဝဲမှာဟိုဝမ်းသာစရာတခုပါတွေ့လဲဆိုတော့ကျွန်တော်ကို တရားဆွဲမယ်ဆိုပြီးပြောတဲ့ပုံကိုကိုနိုင်ကွာကျွန်တော်တို့တရားဆွဲဖို့ဆိုတာမှားတယ်ဆိုတော့သူပြောတယ်ဆိုတော့ဒါကျွန်တော်ကလည်းအဲ့လိုစီရင်သားနဲ့ရိုက်တဲ့ဟာပါအဲ့တော့ကြီးတဲ့လူဘက်ကလည်းမြင်ဖို့လိုတယ်ဒီလူကစီရင်သားနဲ့လုတာလားငါတို့ကိုတတ်တက်မဲ့နစ်နာစီခြင်းနဲ့စိတ်လားဆိုတာလေ point of view လေးတော့လိုတာပေါ့ကျွန်တော်တို့နာမည်ပေးရတဲ့ပတ်သက်လို့လည်းကျွန်တော်တို့ကဟိုစင်ကြင်ရမှာပေါ့ ကျွန်တော်လဲကြားပါတယ်ဒီဂျွန်ကမရှိတော့ဘူးလို့ညာမပြဘူးလို့အကယ်ဒမီမပေးရတော့ဘူးဆိုပြီးတော့ကျွန်တော်လဲကြားပါတယ်စိတ်မကောင်းစရာပေါ့နော်ကျွန်တော်တို့တိုင်းပြည်ကအကျိုးဥစားပေါ့ကာဒေတာတွေရဲ့ဖြစ်ရမှန်လေးတွေနောက်ခံထားပြီးကျွန်တော်ရုပ်ရှင်ရိုက်ချင်တဲ့စိတ်ကတော့ဥဒ္ဒတိရှိပါသေးတယ်ရိုက်အောင်ပါပါကျွန်တော်ကတော့